ဟိုင်းဝင်းကြီးချုပ်ပေးထုံတန်းရှင်နာဝတ်ကလာမယ့်ဧပြီလမှာကျင်းပမယ်။စုံကရံပွဲတော်ကာလမှာထိုင်းရင်ကြီးမှုကိုထင်ဟပြသစေတဲ့စီယုံပုံပါဘောင်းမီတွေဝစ်ဆင်ပြီးဆင်နွှဲကြဖို့တိုက်တွန်းထားပါတယ်။ထိုင်းနိုင်ငံရင်ကြီးမှုကော်မတီရဲ့ပထမဆုံးအစည်းအဝေးမတိုင်ခင်မှာတိုက်တွန်းခဲ့တာလို့လည်းထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်။ထိုင်းနိုင်ငံခရိုင်တီးတီးကဒေသအလိုက်ဒီဇိုင်းဆွဲထားတဲ့စင်ပေါင်းမီ90ကျော်ကိုလက်ခံရရှိထားတယ်လို့လည်းထိုင်းဝန်ကြီးချုပ်ကဆိုပါတယ်။ ကော်မတီစည်းဝေးတက်ရောက်လာသူတွေလည်းဆိုပါပေါင်းမီကိုဝစ်ဆင်ခဲ့ကြပါဗျ။ဒီစင်ပေါင်းမီတွေဟာထိုင်းနိုင်ငံဒေတာအတီးတီးရဲ့ရင်ကျေးမှုအမှတ်အသားတွေကို ပြသနိုင်တဲ့အစိပ်ပိုင်းတစ်ခုလို့လဲထိုင်းဝန်ကြီးချုပ်ကဆိုပါတယ်။ထိုင်းနိုင်ငံရဲ့ခီးသွွားလုပ်ငန်း၊ကုန်သွယ်မှုနဲ့ရင်ကျေးမှုဖလှယ်ရေးကိုမြင့်တင်ဖို့ဒီစင်ပေါင်းမီတွေဟာမျိုးဟာတစ်ခုဖြစ်ပြီးဝစ်ဆင်ကြဖို့နဲ့ဝစ်ဆင်ပြီးလူမှုကွန်ရက်ဘဝကိုပြန်လည်မျှဝေကြဖို့လဲတိုက်တွန်းထားပါတယ်။ ဒါပေမဲ့ထိုင်းဝင်ကြီးချုပ်တိုက်တွန်းတဲ့သတင်းတွေရဲ့အောက်မှာတော့ဒီစင်ပေါင်းမိတွေဟာပါးလွှာလွန်တာကြောင့်စုံကွင်းလိုရေကစားပွဲတော်မှာဝစ်စင်နာဟာမတင့်တော်ဘူးလို့မှတ်ချက်ပေးနေတာတွေလည်းရှိပါတယ်။ဒါအပြင်ဝင်ကြီးချုပ်နဲ့အစည်းအဝေးတက်ရောက်လာသူတွေဝစ်စင်ထားတဲ့ပုံတွေပေါ်မှာဝေဖန်လှောင်ပြောင်မှုတွေလည်းရှိနေပါတယ်။ဒီစင်ရုပ်ပုံပါတဲ့ပေါင်းမိတွေဟာဝေးရတာပေါ်ပါချောင်ချီပြီးဝစ်စင်ရလွယ်ကူတာကြောင့်နိုင်ငံသားခီးသွွားတွေအများစုကြိုက်နှစ်တတ်ကြပါဗျ။